သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဂျွန်လ10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအစောထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ပွဲကြားရိုက်ကူးခဲ့တဲ့ဗိုလ်လီဇလန်တို့စိတ်ဝင်စားမှုမြင့်တက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှေ့တန်းရောက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြောင်းကိုရိုက်ကူးထားတဲ့ဗိုလ်လီဇလန်တို့ဟာယခုရပိုင်အတွင်းစိတ်ဝင်စားမှုမြင့်တက်နေပါတယ်ဗိုလ်လီဇလန်တို့ဟာ ရီဇော်မှာဖြစ်ခဲ့တဲ့စကန်သိန်းတိုက်ပွဲတစ်ခုကဗိုလ်လေးအကြောင်းကိုရုပ်ရှင်အဖြစ်ပြန်လည်တရုတ်ဖော်ထားတဲ့ဖြစ်ရမှန်ဇက်လန်တစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။အေယာဝတီသတင်းဌာနရဲ့ဖော်ပြချက်အရချင်းပြည်နယ်ရီဇော်မြို့တိုက်ပွဲမှာတေဆုံးတဲ့အထိအထက်လူကြီးလိန်ညာတာခံသွားရတဲ့ဇက်လန်ကိုရိုက်ကူးထုတ်လုပ်ချိန်တနစ်ကြာခဲ့ပြီးစစ်ပွဲဖြစ်ပွားနေတဲ့ကရင်တိုင်းရင်းသားတော်လန်ကြီးတပ်တွေထိန်းချုပ်ထားရာထိုင်းမြန်မာနယ်စပ်အနီးစကန်ကုန်းပေါ်မှာကြီးစံအစ်စ်တွေပြစ်ခတ်နေတာကိုရုပ်ရှင်ရိုက်ကူးခဲ့ကြောင်းဒါရိုက်တာမောင်ကောင်းကပြောထားပါတယ်။ အဆိုပါဇလန်တူကိုဒါရိုက်တာမောင်ကောင်းကရိုက်ကူးထားပြီးဆက်ဖြင့်ဥအောင်ဘုကနောင်းဥစီတူနဲ့အခြားတရုတ်ဆောင်များစွာပါဝင်ထားကြပါတယ်။ရိုက်ကူးချိန်မှာမြေမြုံမိုင်းပတ်လည်နဲ့တချိန်လုံးစစ်ကောင်စီတပ်ဖွဲ့ရဲ့ကင်းထောက်လေယာဉ်များပြန်ဝဲနေခဲ့ကြောင်းလည်းဆိုပါတယ်။ဖြစ်ရမှန်ဇလန်တူကိုစစ်ကောင်စီတပ်သားများကြိရှိရန်အတွက်အထူးကရည်ရွယ်ရိုက်ကူးထားခြင်းဖြစ်တဲ့အတွက်မြေပြင်မှာရှိတဲ့စစ်သားများရဲ့အခြေအနေကိုထင်ဟပ်နေတဲ့ရုပ်ရှင်တစ်ခုလိုကြိရှိသူများကမှတ်ချက်ပြုပါတယ်။၁၂မိနစ်ခန့်ကြာမြင့်တဲ့အဲ့ဒီဇလန်တူကို ဘူလီဆိုတဲ့ YouTube channel နဲ့တော်လန်ရေးအမှုပညာရှင်များတော်လန်ရေးနဲ့သက်ဆိုင်တဲ့ YouTube channel နဲ့လူမှုကွန်ရက်ပေါ်မှာဇွန်လ6ရက်နေ့ကစတင်ဖြန့်ချိထားခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကဖမ်းဆီးသွားတဲ့ Model Agency ပိုင်ရှင်ဂျွန်လွင်ပြန်လည်လွတ်မြောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဆိုတော်ချင်းချင်းရောင်းချတဲ့ပစ္စည်းများကိုဝယ်ယူတဲ့ဆိုတဲ့ဆွဆွဲချက်နဲ့စစ်ကောင်စီရဲ့ဖမ်းဆီးစစ်ဆေးခြင်းကိုခံနေရတဲ့ Model Agency ပိုင်ရှင်ဂျွန်လွင်ဟာပြန်လည်လွတ်မြောက်လာကြောင်းသိရှိရပါတယ် စစ်ကောင်စီကယနေ့ဇွန်လ9ရက်နေ့နေ့လယ်ပိုင်းမှာ Star and Model Agency ပိုင်ရှင်ဂျွန်လွင်ကိုဖမ်းဆီးထားရမှာပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းရဲတရင်အရှိမထံကနေသိရှိရပါတယ်။ဂျွန်လွင်ဟာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး၄ရက်အကြာမှာစစ်ကောင်စီကပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ပါတယ်။စစ်ကောင်စီကဖမ်းဝရမ်းထုတ်ထားတဲ့အတွက်ပြည်ပမှာနေထိုင်နေတဲ့အစိုးရချင်းချင်းအွန်လိုင်းမှာရောင်းချတဲ့ပစ္စည်းများကိုဝယ်ယူခြင်းကြောင့် ဂျွန်လွင်ကိုဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်တယ်လို့ဆိုပေမဲ့တရုတ်ဆောင်ခိုင်နင်းဝေကိုဝေဖန်ခြင်းကြောင့်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်းအမှုပညာအတိုင်းဝိုင်းထံမှနေသိရှိရပါတယ်စစ်တပ်ထောက်ခံသူများဟာဂျွန်လွင်ဖမ်းဆီးခြင်းမခံရခင်ကချမ်းချမ်းနဲ့ပတ်သက်တဲ့အပြင်ခိုင်နင်းဝေကိုဝေဖန်နေတဲ့အတွက်ကြောင့်ဖမ်းဆီးရန်လိုအကြောင်းဝါရဖြန့်ချက်နဲ့မြမာတိုက်တွန်းရေးသားမှုများရှိခဲ့ပါတယ်စစ်ကောင်စီကပုံမှန်905ထုတ်ခံထားရတဲ့အမှုပညာရှင်များနဲ့လူပုဂ္ဂိုလ်များကိုပတ်သက်တဲ့သူများအားအကြပ်ဖက်ဥပဒေနဲ့အေးအေးယူသွားမှာဖြစ်ကြောင်းပြီးခဲ့တဲ့ဇွန်လ2ရက်နေ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ နောက်တက်တင်ဆက်ပေးမယ့်သတင်းကတော့ညောင်ရွှေမြို့နယ်မှာရှိတဲ့ရေဘူးရွာနဲ့ဖះတောင်ရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ PN တို့အဖွဲ့ကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားစေကောင်တိတ်ဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ရေဘူးရွာနဲ့ဖះတောင်ရွာကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ PN တို့အဖွဲ့ကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားစေကောင်တိတ်ဆုံးခဲ့ကြောင်းရှမ်းတောင်အထူးတပ်ဖွဲ့ P3 9702မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ မေလ31ရက်နေ့ညောင်ရွှေမြို့နယ်မှာကင်းချင်းပြီးပြန်လာတဲ့စစ်ကောင်စီတပ်သားများကိုလက်နက်ကြီး6လုံးနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့ကားကိုလိုက်လံပစ်ခတ်ပြီးနောက်အပြန်အလှန်ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုတိုက်ပွဲဖြစ်ပွားပြီးနောက်အကြမ်းဖက်တပ်သားများကဇွန်လ1ရက်နေ့မှာအင်အားထပ်မံဖြည့်တင်းပြီးဇွန်လ2ရက်နေ့မှာစစ်ကြောင်းထုတ်ဝင်ရောက်လာစဉ်မှာတော်လှန်ရေးတပ်ဖွဲ့များနဲ့အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲများနက်နက်၈နာရီမှစတင်ကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုတိုက်ပွဲဖြစ်ပွားပြီးနောက်တော်လန်ကြီးရဲဘော်များဟာလက်နက်ကြီးအင်အားညော့နေလာခြင်းကြောင့်ကင်းထန်ရရွာနေရွာမှပြန်လည်ဆုတ်ပေးလိုက်ရကြောင်းထို့သူဆုတ်ခွာသွားချိန်မှာအကြံဖတ်စစ်သားများနဲ့ PNO အဖွဲ့ကကြည်ရွာနေနေအိမ်များကိုမိရှို့ဖျက်ဆီးနေခြင်းကြောင့်တော်လန်ကြီးတပ်ဖွဲ့များနဲ့ညနေ၄နာရီတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်အဲ့ဒီတီတွေ့တိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်ဘက်မှ၁၀ကောင်တိတ်ဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိကတော်လန်ကြီးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ် ညောင်ရွှေမြို့နယ်စကဲအင်းဘက်ကလာပြီးရေဘူးရွာနဲ့ဘုရားတောင်ရွာစစ်ခွေးအင်အားတထောင်လောက်နဲ့စစ်ကြောင်းထိုးလာတာစစ်ခွေးနဲ့ PNO ဘက်ကအသေးအပြောက်များတယ်စစ်ခွေးတွေဘက်ကဆယ်ကောင်လောက်တည်တယ်သူတို့ပစ္စည်းတွေကိုမီးရှို့တယ်အိမ်တွေကိုမီးရှို့တယ်မီးရှို့ပြီးတာနဲ့သူတို့ကနေပြီးတော့ PDF တွေရှိတယ်ပေါ့ PDF တွေရှိတဲ့ပုံစံမျိုးကိုသူတို့ကဖန်တီးပြီးသူတို့ဘက်ကတရင်အမတင်တာတွေလည်းတွေ့ရပါတယ်မီးရှို့တာကတော့နေအိမ်ဆယ်လုံးထက်မနေဘူးပြည်သူတွေကိုဖမ်းဆီးတာမျိုးတော့မရှိသေးဘူး ပြည်သူများအနေနဲ့တော်လှန်ရေးအင်အားစုများကိုပြင်မထားဘဲနဲ့အမြန်ဆုံးတော်လှန်ရေးအောင်မြင်ရန်အတွက်အားလုံးဝိုင်းဝန်းကူညီပြီးတော့တော်လှန်ရေးကိုအမြန်ဆုံးအောင်မြင်အောင်ရှေ့ဆက်ဝိုင်းဝန်းလှုပ်ဆောင်ကြဖို့ပြောကြင်ပါတယ်လို့ရှမ်းတောင်အထူးတပ်ဖွဲ့ P39702 မှာတာဝန်ရှိသူတို့ကပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပကုတ်ကူမပေါက်ကပ္ပစ24ကိုအင်အားဖြည့်ရန်တွားတဲ့စစ်ကားတန်းကံမမျိုးကိုရောက်စစ်ကောင်စီတပ်ကလေကြောင်းမှအကြိမ်ကြီး40ခန့်ဘုံကျဲ၍လမ်းကြောင်းရှင်းပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းပေါင်းမြုံနယ်ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစ24ကိုအင်အားဖြည့်ရန်အင်အား400ကျော်နဲ့ရင်အစည်းရေတရာခန့်ပါနေစစ်ကြောင်းဟာလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီး40ထက်မနည်းပြစ်ကူယူ၍ရှေ့ကိုတိုးနေပါတယ်။ပကုတ်ကူမြို့နယ်တက်မတရတက်မဇွန်လ1ရက်နေ့မှာထွက်လာတဲ့အဲ့ဒီစစ်ကြောင်းဟာဇွန်လ9ရက်နေ့ညပိုင်းမှာပကုတ်ကူမြို့နယ်ကံမမြို့ကိုရောက်ရှိနေပြီလို့စစ်ရေးသတင်းအရှိမြစ်အချို့ကပြောပါတယ်။ကံမတဲမှာတချို့နဲ့ကံမအနောက်နားကဂျိုးပြံမှာအခုထိရှိနေသေးတယ်လို့အညာမြေတပ်ပေါင်းစုရဲ့တာဝန်ရှိသူကိုပူပူတန့်စင်ကပြောပါတယ်။ လက်ရှိကမ်းမမြို့ကိုရောက်ရှိနေတဲ့စစ်ကြောင်းအတွက်စစ်ကောင်စီကလေကြောင်းမှ Jet Fighter ဝိုင်းတွဲနဲ့ပါရာမော်တာများကိုအလှည့်ကျတုံးပြီးနေရောညပါအကျဉ်းကြီး40ကျော်နဲ့ဘုံအလုံးကြီးယာနဲ့ချီပြီးကျဲချ၍လမ်းကြောင်းရှင်းနေခဲ့ကြောင်း၎င်းကဆက်ပြောပါတယ်စစ်ကောင်စီစစ်ကြောင်းဥတီယာပေါက်ကပ္ပဆာအမှတ်24နဲ့လက်ရှိ၎င်းတို့အခြေပြုထားတဲ့ကမ်းမမြို့အကြား -1 ဝန်းကျင်ကျန်ရှိနေသေးတယ်လို့သိရှိရပါတယ် ပခုတ်ကူမြို့နယ်ပေါ့မြို့ဟာမိုင်40ကျော်သာကွာဝေးပေမဲ့လဲစစ်တပ်ရင်တန်းဟာကိုယ့်ရဲ့ကြာတိတိုင်လမ်းတဝက်ဝန်းကျင်သာရောက်ရှိနေသေးခြင်းဖြစ်ပါတယ်။အဲ့ဒီကပ္ပဆာကိုတော်လိုင်းအင်အားစုတွေကလျှက်စစ်ဖြတ်တောက်ထားတယ်လေ။လျှက်စစ်အားလုံးတော့မဖြတ်နိုင်သေးဘူး။တလိုင်းကိုတော့ဖြတ်ထားနိုင်တယ်လို့ဒေတာရင်းသတင်းရှိမြစ်တဦးကပြောပါတယ်။ထို့အပြင်ပေါ့မြုံနယ်ကပ္ပစာ24ဟာပခုတ်ကူခရိုင်နဲ့ဂံကောခရိုင်ရဲ့အထက်ခံတက်တပွဲရှိနေတဲ့စစ်တပ်အခြေစိုက်စခန်းဖြစ်ကြောင်း၎င်းကဆက်ပြောပါတယ် စစ်ကောင်စီစစ်ကြောင်းနဲ့လေးကြောင်းတိုက်ခိုက်မှုများကြောင်းပကုတ်ကူနဲ့ပေါက်လန်းပိုင်းမှာရှိတဲ့ကြေးရွာ30ခန်းမှာပြည်သူ2000ဝန်းကျင်စစ်ရှောင်နေရပြီးအစားအစာနဲ့အခြေခံလိုအပ်ချက်များစွာအတွက်အကူအညီများလိုအပ်နေပါတယ်။ဒါအပြင်စစ်ကောင်စီကဖမ်းဆီးထားတဲ့ပြည်သူများရှိနေတဲ့အပြင်လက်နက်ကြီးထိခိုက်မှုကြောင့်ဒဏ်ရာရသူများကိုစည်ရင်ကောက်ယူရန်ကြိုးပမ်းနေကြောင်းအရက်ဖတ်လူမှုအဖွဲ့အစည်းအချို့ကအသိပေးထားပါတယ်။ ပေါ့မြုံနယ်မြပိုင်းရွာအနီးမှာရှိတဲ့ကပ္ပဆာ24ဟာလက်နက်ကြီးကြီး60မမ80မမနဲ့120မမတို့ကိုအဓိကထုတ်လုံနေကြောင်းစစ်ဘက်ဆိုင်ရာတရင်အချက်လက်အချို့မှာပေါ်ပြထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ကြောက်ဖြူမှာအေအေနဲ့စစ်ကောင်စီတပ်များအကြတိုက်ပွဲများပြင်းထန်လာခြင်းကြောက်ဖြူစီမံကိန်းမှာအရေးကြီးတရုတ်နိုင်ငံသားများပြောင်းရွှေ့မှုများစတင်လှုပ်ဆောင်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာအေအေနဲ့စစ်ကောင်စီတပ်များအကြတိုက်ပွဲများပြင်းထန်လာခြင်းမှာကြောက်ဖြူစီမံကိန်းမှာ တရုတ်နိုင်ငံသားများပြောင်းရွှေ့မှုများလှုပ်ဆောင်လာကြောင်းကြောက်ဖြူစီမံကိန်းနဲ့ပတ်သက်တဲ့သတင်းအရင်းမြစ်များကပြောဆိုပါတယ်။ယခုနစ်ဆန်ပိုင်မှစတင်၍အေအေနစ်စစ်ကောင်စီတပ်များအကြားတိုက်ပွဲများတစတဲ့တစပုံမှုပြင်းထန်လာခြင်းမှာယခုဇွန်လဆန်ပိုင်မှစတင်၍ကြောက်ဖြူစီမံကိန်းမှာတရုတ်နိုင်ငံသားအချို့ကိုအပြောင်းအရွှေ့များလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကုမ္ပဏီအုပ်ချုပ်မှုထိပ်ပိုင်တရုတ်နိုင်ငံသားအချို့တော့လုပ်ငန်းခွင်ကနေထွက်ခွာတာရှိတယ်။အလုံးတော့မဟုတ်သေးဘူး။အုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ကုမ္ပဏီထိပ်ပိုင်တရုတ်အချို့ပြန်ပြီးထွက်ခွာတာရှိတယ်။ ဒီအပိုင်းအတွင်းမှာပဲအပြောင်းအရွှေ့တွေခက်စိတ်စိတ်မြင်နေရပါတယ်။ပြောင်းရွှေ့လို့ရတဲ့အချိန်ပြောင်းနေလို့ယူဆပါတယ်လို့ကြောက်ဖြူစီမံကိန်းနဲ့ပတ်သက်တဲ့သတင်းရင်းမြစ်ကပြောဆိုပါတယ်။လက်တလုံးမှာကြောက်ဖြူမျိုးနဲ့ဒညဝတီရေတဲ့ဌာနချုပ် OGT ဆက်ရဝင်ရေတရင်30နှစ်အနီးမှာတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးစစ်ကောင်စီကစစ်အင်အားဖြည့်တင်းမှုများစစ်ကြောင်းထုတ်မှုများကိုဆက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။ကျောက်ပြူသူစည်းပွားရေးဇုံရဲ့လုံခြုံရေးအတွက်စစ်ကောင်စီနဲ့တရုတ်ကုမ္ပဏီတို့ပါဝင်တဲ့ လုံခြုံရေးအဖွဲ့ကိုပူတွေဖွဲ့စည်းထားပြီးကြောက်ဖြူအထူးစည်းပွားရေးဇုံစီမံကန့်ခွဲမှုကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်ကျော်ရွှေထွန်းနဲ့တရုတ် CITIC Group ကုမ္ပဏီမှတာဝန်ရှိသူများတရုတ်လုံခြုံရေးအဖွဲ့ဝင်များတရုတ်နီးပညာရှင်များပါပါဝင်ကြောင်းတို့ရမှာလုံခြုံရေးဆောင်ရွက်မှုမှာတော့စစ်ကောင်စီကသာဥဆောင်ဆောင်ရွက်ပေးကြောင်းသိရှိရပါတယ်။လုံခြုံရေးပူတွေအဖွဲ့ဖွဲ့ထားတာရှိပေမဲ့စက္ကစဘက်ကအဓိကဥဆောင်လုပ်တာတွေ့ရပါတယ်။ တရုတ်တွေတော်တော်များများကတော့ဤပညာနဲ့ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတွေပါဝင်တာများပါတယ်လို့ကြောက်ဖြူစီမံကိန်းသတင်းအရှင်းမြစ်ကရှင်းလင်းပြောဆိုပါတယ်။လက်ရှိမှာ AA ကရခိုင်ပြည်နယ်မှာမြို့နယ်ပေါင်း18မြို့နယ်ရှိတဲ့အနက်စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့၃မြို့မှလွဲပြီးမြို့နယ်များအလုံးကို AA ကတင်ပိုက်ထားနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တေဘောဘုစကန်းသိမ့်တိုက်ပွဲမှာထိုင်းဘက်ကိုထွက်ပြေးသွားတဲ့ဗျူဟာမုန်းနဲ့အဖွဲ့မြဝတီမျိုးဆောင်တက်တဲ့ပြန်ရောက်နေ ထိုင်းဘက်ထွက်ပြေးပြီးနှစ်ခွန်ကတက်တဲ့ပြန်စုဖွဲ့နေတဲ့စစ်သား600လောက်ရှိနေဟုဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာထိုင်းနယ်ဇက်ကတေဘောဘုတ်တပ်စခန်းသိမ်းတိုက်ပွဲကနေထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတဲ့ဗျူဟာမှုအပအဝင်စစ်ကောင်စီတပ်သား80ဟာမြဝတီမြို့ကမြို့ဆောင်တပ်ဖြစ်ရှိနေတဲ့ကလာယာနှစ်ခွန်ကတရင်တွေကိုပြန်ရောက်ပြီးစုဖွဲ့မှုလုပ်နေတယ်လို့လူတို့တွေဥယျာဉ်စီရေးသတင်းအရှိမြစ်ကပြောဆိုပါတယ်။ နေဆက်ဒေတာမှာရှိတဲ့တက်စခန်းတွေတိုက်ခိုက်ခံရတဲ့အခါစစ်ကောင်စီတပ်သားတွေကအလွယ်တကူပဲထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးနေကြတာဖြစ်ပါတယ်။ထိုင်းစစ်တပ်ကထိမ့်သိမ်းပြီးရဲတပ်ဘက်ကြားတဲ့အခါမှာသူတို့ကိုစစ်ကောင်စီထံကိုပြန်လွှဲပေးနေတာပါ။အခုဆိုမြဝတီမြို့တဲကနှစ်ကောင်ကတရင်တဲမှာ600လောက်ထိစုဝေးနေတယ်လို့ကရင်စည်ရေးတရင်အရှိမြစ်ကပြောဆိုပါတယ်။သူတို့ကိုဘယ်လိုနာမည်ပေးရမလဲ။ထိုင်းပြန်စစ်သားတွေလား။တေမာကြောက်လို့ထွက်ပြေးတဲ့နိုင်ငံခြားပြန်စစ်သားတွေလားပေါ့။ အခုဆို600လောက်ရှိနေပြီတေဘောဘုတ်ကအဖွဲကမနေ့ကပြန်ဝင်လာတယ်လို့သိရတယ်လို့၎င်းကဆက်ပြောပါတယ်ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ညနေပိုင်းကမြန်မာထိုင်းနယ်စပ်မြင်းအနီးကတေဘောဘုတ်တပ်စခန်းသိမ်းပိုက်မှုမှာစစ်ကောင်စီရဲ့တပ်မလေးလေးလက်အောက်ခံအမှတ်3စစ်ဗျူဟာမှုအပါအဝင်စစ်ကောင်စီတပ်သား80ဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီအဖွဲကဇွန်လ8ရက်နေ့ကနှစ်ခွန်ကတရင်နယ်ကိုပြန်လည်ဝင်ရောက်လာတယ်လို့ဆိုပါတယ်အဲ့ဒီအထက်မှာတရန်ရရှိသူကိုဦးပါတယ်လို့လဲကရင်စစ်ရေးတရင်အရင်မြက်ကပြောဆိုပါတယ် စုဖွဲ့မှုလုပ်ပြီးစစ်ကြောင်းပြန်ထိုးနိုင်တယ်ဒါပေမဲ့အားလုံးကအကောင့်တွေမဟုတ်တော့ဘူးအကျိုးနဲ့ဒဏ်ရာရတာတွေလည်းရှိသေးတယ်သူတို့ထိုးလဲထိုးပေါ်ဟိုကဘူဒါဘောကစောင့်နေတာသူလည်းတိတာပေါ်လို့ကရင်စည်ရေးတင်းအရှိမြက်ကပြောပါတယ်ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုကရင်နယ်ခြားဆောင်တပ် BGF ရဲ့ MLA စစ်တီတာမှုဘုံမူကြီးမုတ်တုံထိန်းချုပ်မှုအောက်ကနေဆက်ဂိတ်ပေါ်တစ်ခုဖြစ်တဲ့16ဂိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ် စစ်ကောင်စီတပ်သားတွေဟာစကန်းသိမ့်တိုက်ပွဲတွေကနေထိုင်းနိုင်ငံဘက်အကြမ်းကိုထွက်ပြေးပြီးပြန်ပို့တာတွေလုပ်ရင်အဲ့ဒီ16ဂိတ်ကနေပဲပြန်ပို့တာလို့ဆိုပါတယ်မြန်မာထိုင်းနယ်စပ်ကဘလဲတိုစကန်းသိမ့်တိုက်ပွဲကနေထိုင်းနိုင်ငံဘက်အကြမ်းကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား62ဦးကိုမေလ28ရက်နေ့ကနေဆက်ခိတ်ဖြစ်တဲ့16ဂိတ်ကနေမြဝတီမျိုးစောင်းတပ်ဖြစ်တဲ့ခလာယာနှစ်ခွန်ကတရင်တဲ့ကိုပြန်ပို့ခဲ့ပါတယ် ပြီးခဲ့တဲ့မေလ23ရက်နေ့ကလည်းကော့ကရိတ်မြို့နယ်ကစစ်ကောင်စီရဲ့ဗလဲတိုတစကန်သိန်းတိုက်ပွဲကနေစစ်ကောင်စီတပ်သား62ဦးဟာတိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးခဲ့တာပါထွက်ပြေးပြီး9ရက်အကြာမှာပဲထိုင်းစစ်တပ်က16ဂိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ်မေလ28ရက်နေ့ကလည်းစစ်ကောင်စီတပ်သား62ဦးဟာတိုင်းနိုင်ငံအတွင်းကနေဖြတ်ပြီးတေဘောဘူဘီဝါတစကန်ကိုစစ်ကူလာခဲ့ပါတယ် အဲ့ဒီစစ်ကောင်စီတပ်သား62ဦးကိုလည်းတော်လန်ရေးပူပေါင်းတပ်တွေကမေလ28ရက်နေ့မှာကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ28ဦးကထိုင်းနိုင်ငံဘက်အချမ်းကိုပြန်လည်ထွက်ပြေးခဲ့ပါသေးတယ်။ဒါအပြင်မေလ28ရက်နေ့ညအုပ်ပိုင်းမှာလည်းနေဆက်ကဝေါ်လီမြို့နားကကနေလီစစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကသိမ်းပိုက်ရမှာလဲစစ်ကောင်စီတပ်သား52ဦးဟာထိုင်းနိုင်ငံတဲကိုထပ်မံထွက်ပြေးခဲ့ပါသေးတယ်။နေဆက်မြို့ဖြစ်တဲ့မြဝတီမြို့ကမြို့ဆောင်တပ်အဖြစ်ရှိနေတယ်။ ခလာယာနစ်ခေါ်ငါတက်ရင်ကိုလည်းတော်လန်ရေးတက်ဖွဲ့တွေကအခုရပိုင်းအတွင်းမှာပြစ်ခတ်တိုက်ခိုက်နေပါတယ်။မီလာ31ရက်နေ့ညပိုင်းကတော်လန်ရေးတက်ဖွဲ့တွေကခလာယာနစ်ခေါ်ငါတက်ရင်တဲ့ကိုလက်နဲ့ကြီးတွေနဲ့ဇက်တိုက်ပြစ်ခတ်တိုက်ခိုက်နေတာလို့ကရင်စည်ရေးတရင်အရှိမြစ်ကပြောဆိုပါတယ်။နောက်ပြီးဇွန်လ၄ရက်နေ့မှာလည်း drone နဲ့စင်းနဲ့နစ်ခေါ်ငါတက်ရင်တဲ့ကိုပြစ်ချခဲ့တယ်လို့ဆိုပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL လေကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေဟာမြန်မာထိုင်းနယ်ဇက်ကစစ်ကောင်စီတပ်စခန်းတွေကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလို့စုံထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာ